ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ရွာထက်ကညောင်မင်ကြီးအောင်မှာရတနာတွေကိုစောင့်နေတဲ့တရေကြီးတကောင်ကြောင့်ကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe မနှိပ်ခဲ့ရသေးခေါင်းလောင်းလေးနှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံကြပါလေဗျာဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျာရွာကြီးရဲ့ထိမ်မှာနှစ်ပေါင်းရာကြီးတက်တန်းရှိပြီဖြစ်တဲ့ညောင်မင်ကြီးတပင်ရှိနေခဲ့ပါတယ်ဒါပေမဲ့ဒီညောင်မင်ကြီးကတော့ တမ်းမှန်ညောင်ပင်တပင်မဟုတ်ခဲ့ပါဘူးညတကောင်ချိန်ရောက်တဲ့အဖြူရောင်အဝတ်စဟောင်းလေးဝတ်ဆင်ထားတဲ့တရေကြီးတကောင်ပေါ်လာလေးရှိတယ်လို့ရွာသူရွာသားတွေကယုံကြည်ကြပါတယ်တကယ်တော့ဒီတရေကြီးဟာရှေ့တုန်းကရွာကိုကာကွယ်ခဲ့တဲ့တထေးကြီးတူဖြစ်ပြီးလူဆိုးတွေရဲ့လောက်ကျံမှုကြောင့်ဒေဆုံးခဲ့ရသူပါသူမှာရွှေငွေရတနာတွေနဲ့ပြည်နေတဲ့တက်တာကြီးတလုံးကိုညောင်ပင်အောက်မှာမြောက်နှံထားခဲ့ပါတယ် ဒါပေမဲ့သူ့အလိုဆန္ဒကတော့မိဘကို အားကိုးရတဲ့သားသမီးတယောက်အတွက်ဒီပန်နာတွေကိုပေးကျင်နေခဲ့တာပါဒီဘာမှာပဲမိဘမဖြစ်တဲ့မောင်ရွှေကြီးဆိုတဲ့လူငယ်လေးတယောက်ရှိနေခဲ့ပါတယ်သူဟာဖခင်ဖြစ်သူမျက်စိကွယ်နေတာကြောင့်ဈေးရောင်းပြီးဖခင်ဖြစ်သူကိုလုံချွေးပြုစုနေရတဲ့သားလိမ်မာလေးတယောက်ပဲဖြစ်ပါတယ်တညတကောင်းရံမှာသူဟာဖခင်အတွက်ဈေးဝယ်ဖို့ညောင်းပြီးအနီးကလမ်းပေါ်ကနေဖြတ်သွားရင် အခန်းမသိလို့ ညောင်ပင်ရဲ့အမြင့်တွေနဲ့တိုင်းမီပြီးချော်လဲသွားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်သူ့ရဲ့အရှိမအဖြူရောင်အရိတ်တစ်ခုပေါ်လာပြီးငါ့ရဲ့ယန္တနာတွေကိုမင်းလိုလူငယ်လေးအတွက်စောင့်နေတာနှစ်ပေါင်းများစွာပဲဆိုတဲ့အတန်တစ်ခုကြားခဲ့ရပါတယ်။တရေကြီးကမောင်ရွှေကြီးကိုဆန့်သက်ဖို့ရွှေငွေတွေနဲ့ပြည်နေတဲ့တေတာကြီးကိုပြသလိုက်ပါတယ်။ဒါပေမဲ့မောင်ရွှေကြီးကရွှေငွေတွေကိုမြင်ရပေမဲ့လူချင်းစိတ်မဖြစ်ပဲကျွန်တော်ဒီဥစ္စာတွေကို မလိုချင်ပါဘူးဖခင်ကိုစေကူတာခွင့်ရမယ်ဆိုရင်ကျွန်တော်အတွက် အကောင်းဆုံးပါပဲလို့ရဲရဲဝံ့ဝံ့ပြန်ဖြေလိုက်ပါတယ်ဒီအချိန်မှာတရေကြီးရဲ့မျက်လုံးတွေကနှစ်ဆပြူလာပြီးမင်းရဲ့နှလုံးသားကိုငါစန့်တက်ခေတာပါဒီဘန္နာတွေအားလုံးကိုမင်းရဲ့ဖခင်ကိုကုသဖို့နဲ့မင်းတို့ဘဝတာယာလှပဖို့အတွက်မင်းကိုပေးအပ်လိုက်ပါတယ်လို့ပြောခဲ့ပါတယ်အဲဒီနေ့ကစပြီးမောင်ရွှေကြီးနဲ့သူ့ဖခင်ဟာ ရွာကြီးကိုပြောင်းရွှေ့ကကျော်ရှင်စွာနဲ့နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ရွာထိပ်ကညောင်မင်းကြီးအောက်မှာတော့တခါတလေအဖြူရောင်အရေးတစ်ခုလှည့်ပတ်နေတတ်သေးတယ်လို့လူကြီးတွေကယနေ့အထိပြောနေကြတော့မှာပဲခင်ဗျာ။